။အလုံးမဲမိန်မောင်ပါရှင်။ဒီနေ့ KBK News Channel ရဲ့ပရိသတ်များအလုံးကိုပြန်လည်ပြီးတော့ကြိုဆိုပါရစေ။ဒီနေ့မှာတော့စာရေးသူညာထက်ရောင်စဉ်ရေးသားထားတဲ့ဖို့ထုနဲ့ကဝေဖွက်တဲ့ဝိညာဉ်ဆွေဇလန်းကိုတင်ဆက်ပေးသားမှာဖြစ်ပါရစေ။ဇလန်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ Channel ကို Like and Subscribe နဲ့ Share ပေးဖို့တောင်းဆိုချင်ပါရှင်။ Okay ဒါဆိုရင်တော့ဇလန်းလေးကိုအခုပဲစလိုက်ပါအောင်မယ်။အခုချိန်မှာငရုတ်သီးမဲ့တွေကနည်းနည်းပဲရတော့ရေးဗျမိုးကလည်းကြောက်အောင်မယ်ဆိုတော့ ို့တို့တဲ့စပောင်းမျိုးစိန်ထားလိုက်တယ်မျိုးစိန်နဲ့ဆိုတာကမျိုးစပါးတင်းအိတ်နှိတ်သွင်းကိုကျိုးနဲ့ချထားပြီးရေထဲစိန်ထားတာဗျမနှက်ဖက်ကိုရေထဲစိန်ထားပြီးညနေဘက်ကျအိတ်ကိုအပေါ်ပြန်တင်ရတယ်ဗျပြီးတော့ကောက်ရိုးတွေနဲ့အုပ်ထားတယ်နောက်မနှက်ကျရေထဲပြန်စိန်ရတယ်အဲ့လို၃၄ရက်လောက်လုပ်ပြီးရင်စပားစီတွေကအညောင်တွေထွက်လာရောဗျကိုလိုချင်တဲ့အနေထားရောက်တာနဲ့အဲ့စပားမျိုးစိန်တွေကိုထွန်ထားရလေတွေကိုကြည့်ရတာပေါ့ဗျတချို့ကတော့မျိုးစိန်တော့အဲ့လိုမလုပ်ဘူးဗျသူကငပြောရွက်တွေကိုအောက်ကခင်းပြီး ကျမတို့အဲ့ပေါ်မှာဖြန့်ပြီးတင်ထားတာဗျပြီးရင်အပေါ်ကနေရေလောင်းပေးရတယ်ကိုကြိုက်တဲ့နေနဲ့အဆင်ပြေသလိုလုပ်ကြပါဗျဒီဘက်မှာစဘာကကျဲခင်းနဲ့စိုက်ခင်းဆိုပြီးနှမျိုးရှိရဲ့ဗျကျဲခင်းဆိုတာကလဲထွန်ပြီးရင်စဘာကိုဒီတိုင်းကျဲထားလိုက်တာစဘာကရင်းမဲ့လာပြီးဆိုရင်ရေသိမ့်အောင်ပဲစိုက်ခင်းကြတော့စိုက်ဖို့အရင်ဆုံးမျိုးစဘာကြီးရေစင်ရတယ်ပြီးရင်လဲထွန်ထားတဲ့နေရာမှာသွားပြီးကျဲထားရတယ်ဗျအဲ့လိုကျဲထားတဲ့မျိုးစဘာကအပင်နေတထောင်လောက်ရှည်လာပြီးဆိုရင်အဲ့မျိုးစဘာပင်မျိုးနှုတ်ပြီးတခြားလေကွက်မှာကောက်ဆိုင်သမားရင်းနဲ့ ပြန်ဆိုင်ရတယ်ဗျဆိုက်ခင်းကတော့လုပ်ရတာအလုပ်ပိုလျှုပ်တယ်ဆိုပေမဲ့ကြိုးတူကတော့ဆိုက်ခင်းနေပဲလောက်ကြတယ်အခုလည်းမျိုးစဘာတွေကစိန်ထားကြရင်မလို့အနှိမ့်ဘက်ကလေကိုသွားပြီးစဘာမျိုးကျဲဖို့လေထုံတဲ့လူတွေကထုံနေကြပြီဗျမြေသားကိုကိုလိုချင်တဲ့အနေထားရောက်တဲ့အထိထုံပြီးတော့မှငပြောတော့ကိုကျိုးနေချီပြီးချောဆွဲလိုက်ကြတယ်ပြီးတော့မှစဘာမျိုးတွေကျဲရတာပေါ့မျိုးစဘာကျဲပြီးတော့အိမ်မှာရန်နေနေလောက်တော့ပြန်လာကြရတာပေါ့ဗျလေဘောစိန်ဘာတို့ရဲ့အိမ်မှာပုံနကတိုက်တာကိုကျုပ်တားစီကောက်ွယ်ပေးပြီးရဲ့နောက်ပိုင်း ဥတာပေါ်ရောမိသားစုကလည်းရွာတွေကလူတွေနဲ့ရင်းနေနေဖြစ်လာကြတယ်ဗျ။တို့ကတော့တို့ကခြေစုပ်အရန်တင်နေရဗျ။ဥတာပေါ်ရောအင်းကိုပုံနကားနဲ့တိုက်တာကိုကြုံနားလဲပေမဲ့လေဘောစိန်ပါနဲ့ဒေါ်မဲတူတို့အင်းကိုပါ။ပါကြောင်ပုံနကားတိုက်ခဲ့လဲဆိုတော့ကျုပ်လည်းစဉ်းစားမရဘူးဗျ။ဒါကလည်းသူခေစားနဲ့သူရှိမှာပေါ့လေ။အခုလိုဖြစ်အောင်လုပ်ခဲ့လို့တော့ကျုပ်ကခြေစုပ်တင်ရမလို့လို့ဖြစ်နေရဗျ။ဘာလို့လဲဆိုရင်သူကြောင့်ဒီပြဿနာတွေကိုဖြေရှင်းပေးရင်ဥတာပေါ်ရဲ့တမီးထားခင်ဆွဲကောင်းပါလေးကိုတည်ခဲ့ရလို့ပေါ့ဗျာ။ အခုလေကျုပ်ဥတာဘောရောအင်းကိုရောက်နေရဗျဥတာဘောရောကရွာကိုပြောင်းလာတာသိမကြသေးရဲ့လူရေးဆိုတော့ဘိုင်းအစင်ပြေတာရှိတလေဆိုပြီးစကားကြီးပြောနေကြပေါ့ဗျာဥလေရွာမှာနေရတာအစင်ပြေရဲ့လားပြေပါရဲဖို့သူရဲ့မိ့ကိုဥလို့ကျေးဇူးတင်ပါရဲ့ကွာဥရလေဗျာတွေ့ရတဲ့သားအချင်းချင်းဖြစ်နေပြီပဲဟိုကျေးဇူးတင်ဖို့မလိုပါဘူးခနဲ့ဖို့သူမိကဥတို့မပြောပြပဲဥတို့အိမ်မှာမိပုံနကအတိုက်ဖြစ်နေရဲ့ဆိုတော့ဘလို့သိရလဲဒီလိုဥရဲ့ကျုပ်ကထိုးဆန်းတဲ့အရာတွေကိုစူးစမ်းရတာ ဝါသနာပါရဲဗျဥပမာတရေတစီဆုံးကိုဝေတွေအကြောင်းပေါ့ဗျာပြီးတော့ကျုပ်ကအထက်လန်းဆရာကြီးနဲ့လည်းလိုက်ပြီးကုညီဆောင်ရဲ့ပေးခဲ့ဘူးတယ်အဲအကြောင်းခုဖြစ်နေကိစ္စကိုကျုပ်ကသိပြီးကုညီပေးနိုင်ခဲ့ရပါကျုပ်လည်းရွာတာမိုင်းကဥထွန်းတာကိုကျွလွန်အောင်လုပ်ပေးခဲ့တာတိုက်ဆောင်မောင်နှမတွေကိုကုညီခဲ့ရတာကိုမြတ်ထွန်းဥစာဆောင်ရဲ့လက်ကနေကေတင်ရတို့ပြပြလိုက်တယ်ထားခရတော့ကျုပ်နဲ့သူ့ဖေဥတာပေါ်စကားပြောနေရကိုစိတ်ဝင်တစားနားထောင်နေရဲ့ကျုပ်ကလည်းစကားပြောနေတစ်ချက်တစ်ချက်ထားခင်ကိုခုခုကြည့်မိရဲ့ဒါနဲ့ဦး ။ဦးတို့ရွာမှာအောက်လန်းပညာသည်တွေအများကြီးပဲလား။အေးအများကြီးပဲကွာဖို့ထုရ။သူတို့ကပေါ်ပေါ်ထင်းနေမနေကြအောင်ဆိုပေမဲ့ဘသူကဘလို့လို့ဆိုတော့ရွာတွေကလူတိုင်းသိပါရယ်။ရွာရဲ့သုံးမုံမုံတပုံတော့ကတော့စုံးကိုရေးပညာတက်ကြတယ်။ဒါဆိုဦးတို့ကသူတို့နဲ့နေစဉ်ဆက်ဆံနေရပေါ့။သူတို့အဲ့လိုအတက်တွေတက်တဲ့လူမှန်းသိနေရတော့ဦးတို့မို့လို့အဲ့ရွာမှာနေရတယ်ဗျာ။ဒါနဲ့ဦးတို့ကဘာလို့ဒီလိုပညာကြီးမတက်တာလဲ။ဦးတို့ကတာမန်လူကြီးပါဖို့ထုရ။အဲ့လိုပညာကြီးမတက်ဘူး။တက်လည်းမတက်ချင်ဘူး။ ဒါပေမဲ့ဦးရဲ့ဖေကတော့ထက်လန်းဆရာကြီးတိုးပဲဖို့ထိုးဟုတ်လားဦးဦးရဲ့ဖေကြောင့်ကျုပ်ကိုပြပြလို့ရရင်ပြပြပါလားအေးဒီလိုကဦးရဲ့ဖေကအဲ့တောင်ဦးရွာအေးကြည်မာဆိုရဲ့ဦးရဲ့အမေနဲ့အိမ်အောင်ကြသွားတယ်အဲ့ရွာရောက်တော့အဖေကိုအထက်လန်းဆရာမန်ရွာရဲပညာသေးတွေကတည်ရဲကွာအဖေကလည်းရွာထဲမှာဘသူကပညာသေးဆိုတာသိရပေါ့ကွာဒီလိုနဲ့နှစ်နည်းနည်းကြာလာတော့ဦးလည်းမွေးလာခဲ့ရပေါ့ဦးလည်းအသက်9နှစ်8နှစ်သားအရွယ်အထိရောက်လာခဲ့တယ်တနေ့အဖေနဲ့အမေတို့စကားပြောနေတော့ အင်ကိုလူတယောက်ကရောက်လာခဲ့တယ်။သူ့ပုံစံကလည်းဝေဒနာတော်တော်ခံစားနေရတဲ့ပုံစံပဲကွာ။ဦးရဲ့ဖေလည်းအင်မော်တခိုင်းလာပေါ့။အဲ့လိုကသူ့နာမည်ကစင်ကြီးဆိုပြီးနှုတ်ဆက်တယ်။ပြီးတော့သူကသူ့ရဲ့ပူနေတဲ့ဖက်ကိုပြတယ်။ဒါအတမန်ဖြစ်နေမှာမဟုတ်ပဲ။တရယောက်ကပညာနဲ့လှုပ်ထားလို့ပြောပြီးဦးရဲ့ဖေကိုသူ့ကယ်ပြဖို့ပြောတယ်။ဦးရဲ့ဖေကလည်းဦးစင်ကြီးရဲ့ဘိုက်ကိုလက်နဲ့ကင်ကြည့်လိုက်တော့ဘိုက်ထဲမှာအလုံးတလုံးကိုဆမ်းမိသွားတယ်။ဒါနဲ့ဦးရဲ့ဖေကကိုရဲ့တွေ့ရမှာသူ့ရဲ့ညာဘက်လက်ညှိုးနဲ့တခုခုကိုရေးဆွဲပြီး ဲ့လိုဝါစားခိုင်းလိုက်တယ်။ဦးစိန်ကြီးလည်းစားပြီးလို့ခဏကြာတော့အင်သာသွားချင်လာတယ်။အဲ့ဒါနဲ့ဦးတို့အင်ကအင်သာမှာပဲသွားခိုင်းလိုက်တယ်။အဲ့လိုအင်သာကပြန်ထွက်လာတော့သူ့ရဲ့ပုံနေတဲ့ဘိုက်ကပုံမှန်အတိုင်းပြန်ဖြစ်သွားသလိုနာကျင်မှုလည်းမရှိတော့ဘူးတဲ့။အဖေကလည်းသူ့ကိုနောက်ဆိုရင်ဖះတရားပုံမှန်လုပ်ဖို့နဲ့လူတွေနဲ့ဆက်ဆံရင်ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ပြောခဲ့တယ်။ဒီလိုနဲ့ရဲတပ်ဘက်လောက်ကြတော့အဲ့လိုဦးစိန်ကြီးကထက်ရောက်လာပြန်နေကွ။ဒီတခါသူ့ရဲ့လက်တစ်ဖက်ကရောင်းကိုင်းနေတယ်။ဆရာဝန်ပြောင်းတယ်မပြောင်းလို့ အဖေ့စီကိုရောက်လာခဲ့ရလို့ပြောပြန်တယ်။အဖေကလည်းစိတ်ကြီးရောပျော်ကားပါနေရမလို့ဒီတစ်ခါကျအဆွဲကိုဥစိန်ကြီးရဲ့ခနာကိုယ်ကိုဆွဲကပ်စေခဲ့တယ်။ငေါုံလေကြည့်နေကြပေါ့။မင်းတို့ဘာရန်ညိုးရှိလို့အခုလိုခဏခဏလုံနေရတယ်။ဒီကောင်ကစကားအထက်စီးကနေအရန်ပြောတဲ့ကောင်။ပြီးတော့သူဖျားတရားလုံနေအောင်ငါမကြိုက်လို့။သူကဗုဒ္ဓဘာသာမလို့ကိုယုံကြည်အောင်ကိုကိုွယ်ပြီးစိတ်ကပ်နေအောင်မင်းကမကျေနပ်ဘူးဆိုတော့မင်းကဘာကောင်းလဲကွ။သူ့ဘာသာသူကောင်းမှုကုသိုလ်လုံနေအောင်အခုလိုမင်းကလုံနေလား။ သူ့ကိုအခုပဲမြစ်ပြန်ကုပါမကုနိုင်ဘူးငါတို့ကဒီရွာမှာဟိုးရင်တရားနေပြီးကြီးပြင်းလာခဲ့ကြတာဒီပညာတွေကိုလည်းသိတဲ့အထိသုံးပြူသွားမှာငါတို့ရဲ့ဘဝမှာအညက်ခံနေစွာမရှိဘူးမင်းရောက်လာမှာအခုလိုဖြစ်ကုန်တာမင်းလည်းမိမိသားစုတိချခီးဆိုင်မင်းမကုသပြီးလေငါကိုယ်တိုင်ဒီပြောကောင်ဖြစ်ရှင်းနိုင်တယ်အခုကမင်းကိုငါစကားပြောချင်လို့ခေါ်လိုက်တာမင်းနောက်ထပ်လူကိုဒီလိုမျိုးထတ်လုံနေအောင်မယ်ဆိုရင်ငါလည်းမင်းတို့နှိမ့်နေရလိမ့်မယ်အဲ့လိုမဖြစ်စေချင်မင်းတို့ရဲ့အနေထိုင်တွေကိုဆင်ကျဲမှာ ဦးရဲ့ဖေပြောပြရနဲ့ပြောကထွက်သွားပြီးဦးစိန်ကြီးလည်းလဲကျသွားတယ်။ဦးလည်းအဖေလောက်တောင်ကြည့်နေရပေါ့။ဦးစိန်ကြီးတတိပြန်လာတော့အဖေကဦးစိန်ကြီးရဲ့ရောင်ရဲလက်ကိုစေးရီတစ်မျိုးနဲ့လိမ့်ပေးလိုက်တယ်။ပြောအဆောင်တစ်ခွဲတစ်ခုလှုပ်ပေးလိုက်တယ်။အမေကတော့ဒါတွေကိုမြင်ပြီးပြောတာပေါ့။ကိုရှိပေါ့ရှင်ကျုပ်ကိုယူမိအောင်နောင်တရပြီလားယင်။ကျုပ်တို့ဒီရွာကနေထွက်သွားကြမလား။ငါနောင်တလည်းမရတယ်လို့ထွက်လည်းမသွားနိုင်ဘူးအေးကြီးမ။ငါ့ကိုသားလေးတောင်ဒီရွယ်ရောက်နေပြီ။ငါသားလေးအရွယ်ရောက်လာရင်ငါလည်းငါ့ရဲ့ပညာမျိုးကိုလက်ဆင့်ကမ်းပေးပြီး ငါ့သားဖားနှစ်ယောက်မကောင်းတဲ့အွန်လိုင်းပညာသေးတွေကိုရှင်းလင်းပြမယ်။အခုငါသားငယ်သေးတော့ငါတခုခုမစင်မကျင်လုပ်မိရဲ့။နင်တို့လာပြီးထိခိုက်မိမှာစိုးရိမ်နေ။အဖေကအဲ့လိုပြောပြီးဥရိုအဆောင်လက်ဖွဲ့ကျွေးလုပ်ပြီးရဲ့။ပြီးတော့ဥကိုသူ့ရဲ့ပညာတွေအကြောင်းလဲရှင်းပြပေးတယ်။အမေကတော့အဖေကိုရွာကနေထွက်သွားပြီးတနေရာမှာသွားနေကြဖို့ခဏခဏပြောနေခဲ့တယ်။တနေ့အဖေကလေထဲမှာကတင်းသွားပေါက်တယ်။ထမင်းစားချိန်လောက်ရောက်တော့ဥရဲ့မိက ထမင်းတောင်းသွားပို့တယ်။ဒါပေမဲ့ညနေစောင်းတဲ့အထိ အဖေနဲ့မေတို့အင်ကိုတရားမှပြန်မလာခဲ့ကြဘူးအဲ့ဒီနေရာဖေနဲ့မေကိုငါနောက်ဆုံးတွေ့ခဲ့ရပါပဲသူတွေဘာကြီးဖြစ်ခဲ့လဲဘယ်သူမှတည်တည်ချာချာမသိခဲ့ဘူးလူတွေတယောက်တစ်ပေါက်ပြောကြတာကတော့အဖေကိုမကျေနပ်တဲ့ဆုံးကိုဝေတွေကသူတို့ကိုတိုက်ခိုက်ပြီးတတ်လိုက်တယ်တဲ့တချို့ကလည်းငါမိဘတွေကငါ့ကိုထားခဲ့ပြီးတနေရာကိုပြောင်းသွားကြတယ်တဲ့ငါ့ဖေနဲ့ငါ့မေကငါ့ကိုထားခဲ့မဲ့လူတွေမဟုတ်ဘူးဆိုတာငါကောင်းကောင်းသိတယ်ဒါကြောင့်ငါသူတို့ကိုမျှော်နေခဲ့ပေမဲ့သူတို့ကပုံမလာခဲ့ဘူး ငါ့ကိုလည်းအဖေကုသပေးခဲ့တဲ့ဦးစိန်ကြီးဆွဲလူကမွေးစားခဲ့တယ်။ပြီးတော့အဖေနဲ့မျိုးမပြတ်မှားဖို့နဲ့သူတို့မှာအကြောင်းရင်းရှိလို့အခုလိုဖြစ်သွားနေမယ်လို့ပြောပြတယ်။ဦးလေးအိမ်မှာနေပြီးအသက်ရွယ်ရတော့မင်းတို့အရေးဒေါ်မေယုံနဲ့တွေ့ပြီးချစ်ကြလက်ထပ်ယူခဲ့ရပဲ။ဟော်ဒီထားခင်ဆွဲသမီးလေးတယောက်ရလာတဲ့အချိန်မှာနောင်ရဲအတွက်တွေးပူပြီးဒီကိုပြောင်းလာခဲ့ကြတာ။ဥတာပေါ်ပြောပြကိုနားထောင်ပြီးကျွတ်တို့လည်းစိတ်မကောင်းဖြစ်သွားကြတယ်ဗျ။ထားခင်ကိုကြည့်လိုက်တော့လေသူ့ဖေပြောကကိုနားထောင်ပြီးမျက်ရည်ဝဲနေရဲ့ ပြီးတော့နှုတ်ကနေလေတမိသာသူတို့ကိုနှိမ်နေနိုင်တဲ့ပညာရည်တက်လို့ဟာတော့ဘယ်ဆုံးကိုရီကိုမှအလွတ်မပေးဘူးအကုန်နှိမ်နေပြစ်မှာထားခင်ရဲ့စကားကြောင့်ကျွတ်တူတဲ့ထားခင်ကိုစိတ်လျှော့ဖို့မနေပြောလိုက်ရတယ်ထားခင်ရဲ့မျက်နာကချစ်စရာလေးဆိုပေမဲ့စိတ်ဆိုးနေတဲ့ပုံကတော့ကြောက်စရာကြီးဗျကျုပ်လည်းဥသားပေါ်ဝင်တဲ့စကားပြောပြီးရွာထဲပြန်လျှောက်လာခဲ့လိုက်တယ်အနိမ့်ဘက်မှာမျိုးရည်ကျဲပြီးပြီဗျဘိုးကတော့ရွာလိုက်မရွာလိုက်ဖြစ်နေရမြုပ်တီးတွေကတော့ခုလို့မရတော့ဘူးပေါ့ဗျအနိမ့်ဘက်ကလေကွင်းထဲမှာရှိရှိတော့ခွရီရှိရဲ့ဗျ လဲထွင်ခရုတွေကပေါ်လာရောဒီမနက်ကျုံနဲ့တန်ကလာလေးဆွဲပုံးကိုယူပြီးလဲတဲ့ဆင်းသွားပေါ့ဗျာမောကအုံနေပေမဲ့မရွာပဲနေကြောင်နေရဲ့ဗျတို့တို့လဲဦးထွန်းကိုလဲထဲမှာခရုလိုက်ကောက်နေရပေါ့ဦးထွန်းကိုရဲ့လဲရထွန်းပြီးရှေလာတဲ့မျိုးစဘာပင်တွေကိုစိုက်ဖို့လဲကိုအကျန်းထွန်ထားတာဗျစဘာစိုက်ခန်းဒီမှာတခါပြန်ထွန်ရမှာအခုဦးထွန်းကိုရဲ့လဲမှာခရုတွေကအများကြီးရှိနေရမလို့ကျုံနဲ့တန်ကလာလေးခရုတွေကောက်နေရပေါ့ဗျာကိုိတ်ဖို့သူဒါရွှေခရုလားဗျာ တန်ကလာခရုအကြီးကြီးတစ်ခုကိုကင်ပြီးမေးတယ်ဗျကျုပ်လည်းကြည့်လိုက်ပြီးငါလည်းရိုးခရုနဲ့ရွှေခရုကိုမခွဲတတ်ဘူးတန်ကလာရပုံနဲ့ကုံထက်ကွာအိမ်အောင်မအမေတို့ဘာသာကြည့်ပြီးရွှေခရုဆိုရင်လှုပ်ပြက်ပါစေပေါ့ကျုပ်တို့ဘက်မှာကရိုးခရုတွေကိုစားပြီးရွှေခရုတွေကိုကြာမစားဘူးဗျရိုးခရုကဖြူအောင်ဥတွေကိုဥပြီးရွှေခရုကပန်းရောင်ဥတွေကိုဥတယ်ပြီးတော့ရွှေခရုကအထဲမှာလည်းပန်းရောင်တို့တို့နဲ့ဟာရီပါတယ်ဗျကျုပ်တို့လည်းခရုတွေပုံတော့အစီရရနဲ့အင်ကိုပြန်လာခဲ့တယ်အင်ကိုရောက်တော့အမေတို့ကို ခူးကိုလွှတ်ရင်လဲလွှတ်ငွေတီးနဲ့ချက်ရင်လဲချက်ဆိုပြီးထားပေးလိုက်တယ်ခူးတွေကစားမယ်ဆိုရင်အရင်ဆုံးလှော်ရတာဗျလှော်ပြီးမှအထက်ရခူးသားတွေကိုဒုံနဲ့ကလော်ပြီးစားရတာချက်မယ်ဆိုရင်တော့လှော်ထားခူးတွေအကုန်လုံးဒုံနဲ့ကလော်ပြီးပြန်ချက်ရတာဗျတန်ကလာနဲ့ကျုပ်လည်းခူးထည့်ထားတဲ့ပုံးကိုအိမ်မှာထားလိုက်ပြီးအင်နာဖေးက၆မှာရေသွားချိုးတာပေါ့ဗျာသူတို့ရေချိုးနေတော့အဖေကလာပြောတယ်ဗျဖို့ထူရောင်မြောက်ပိုင်းကဥသာပေါ်တော့အိမ်မှာလူတယောက်ရောက်နေတဲ့အဲ့လူကမင်းကိုတွေ့ကျင်လို့တဲ့ခေါ်ခိုင်းလိုက်တယ် မင်းကိုလေဘောစိန်ပါကမနက်ကလာပြောလို့ငါလည်းမင်းခရူသွားကောက်နေလို့ပြန်လာလွှတ်လိုက်မယ်လို့ပြောလိုက်တယ်။ဟုတ်ကဲ့အပ။အဲ့ဆိုတောင်းအဝတ်လေးပြင်သွားလိုက်မယ်။တက်ကလာမင်းရောက်လိုက်မလား။မလိုက်တော့ကိုကြီးဖို့သူကျုပ်ဘိုက်စာနေလို့ထမင်းစားအောင်မယ်။အေးအေးကျုပ်လည်းရေချိုးပြီးပြန်တက်လာလိုက်တယ်။ပြီးတော့အဝတ်စားလဲလိုက်တယ်။အမေကတော့ခရူလေးကိုရေးစေးပြီးတံခိုးအကြီးကြီးတစ်လုံးထဲမှာထည့်လျော်နေရဲ့။ဘေးမှာလည်းမနက်ကရွက်နဲ့ရှောက်ရခိုးထားတွေ့ရတယ်ဗျ။ဒါရီကခရူရဲ့ညီတဲ့အနံ့ပြောက်အောင်ထည့်လျော်တဲ့အရာကြီးပေါ့ဗျာ။ ကျုပ်လည်းအဝယ်စားလဲပြရနဲ့ဥတာပေါ်ရိုအင်ကိုထွက်လာခဲ့လိုက်တယ်။ကျုပ်စိတ်ထဲမှာတော့ဥတာပေါ်ရိုအင်ကိုရောက်နေတဲ့လူကကျုပ်ကိုဘာကြောင့်တွေ့ကျင်နေရလဲ။ကျုပ်နဲ့တွေ့ကျင်တဲ့လူကရောဘသူများလဲဆိုပြီးတွေးနေမိ诶။ဘာဖြစ်ဖြစ်ထားခဲ့ရဲ့မျက်နှာလေးကိုတွေ့ရတော့မှဆိုတော့စိတ်ထဲမှာပျော်နေမိ诶ဗျ။ကျုပ်လေဘောစိန်မတို့ရဲ့အင်ရှိကိုရောက်နေပြီဗျ။အရှိန်နဲ့ဆက်ရှောက်လိုက်ရင်ဥတာပေါ်ရိုအင်ကိုရောက်ပြီပေါ့။ကျုပ်လည်းလေဘောစိန်ပါကိုလှမ်းခေါ်လိုက်တော့လေဘောစိန်ပါကဥတာပေါ်ရိုအင်ကနေပြန်ထူးတယ်ဗျ။ လေပုံးစိန်မနဲ့ဦးတာပေါ်ရဲ့အိမ်ကိုရောက်နေရဗျကျုပ်လည်းဦးတာပေါ်ကိုအိမ်ထဲကိုပဲဝန်းသွားလိုက်တယ်အင်းရဲ့ကောင်းရဲ့ဘက်မှာလူကြီးတယောက်ကတမလီခွေထိုင်ပြီးဦးတာပေါ်နဲ့လေပုံးစိန်ပါတို့နဲ့စကားပြောနေရဲ့ဗျအကြီးမယုံနဲ့ထားခင်တော့မတွေ့ဘူးကျုပ်လည်းကောင်းရဲ့မှာထိုင်နေတဲ့လူကြီးကိုကြည့်နေရင်စိတ်ထင်ရနေမြင်ဖို့တလို့လို့ရှိနေရဲ့လို့တွေးနေမိရဗျကျုပ်ကြည့်နေရောလူကြီးရဖို့တို့မင်းဟာဘိုးကိုမမှတ်မိတော့ဘူးလားကွာလူကြီးရဲ့စကားကိုကြားတော့ကျုပ်တူကိုမှတ်မိသွားပြီဗျဘိုးတေးဗျ ကိုမြတ်ထွန်းဥစားဆောင်ရဲ့လက်ကနေကယ်ပေးခဲ့တဲ့ဘိုးတီလေးပြဘိုးတီကိုမြင်တော့ကျိုးလဲဝမ်းသာသွားရဲ့ဗျပြီးော့ချက်ချင်းပဲဘိုးတီကိုကတော့လိုက်တယ်ဘိုးတီဟာဆုတွေပေးနေရဲ့ဗျပြီးော့ကျုပ်ကိုစကားပြောလာတယ်ဖို့တူမင်းနဲ့ဒီလောကီပညာရေးထဲမှာတော်တော်ကျင်းလည်နေပြီလားဒီလိုပါပဲဘိုးရဲ့ကိုတက်နိုင်တဲ့အရာတွေတော့ကုညီလုံဆောင်ပေးနေပါတယ်ဘိုးပေးခဲ့တဲ့တံပြန်အင်းတွေကိုလည်းဥတာပေါ်တို့ကိုကုညီဖို့ကျုပ်အသုံးချခဲ့ပါတယ်အေးဒီအင်းချက်တွေကိုကောင်းတဲ့နေရာမှာအသုံးချတာကောင်းပါတယ်ဖို့တူသူတို့အိမ်ပုံနဲ့ကတိုက်ခိုင်းရလို့ မင်းကူညီလိုက်တယ်စွာသူတို့ပြပြလို့ဘိုးတိပါတယ်တနေ့မင်းကဘလို့လုပ်ပြီးပုံနကအတိုက်မိနေရဲစွာသိနေရတယ်အကြမ်းမြင်နေများရနေရလားအဲ့ဒါဟိုဟွာလေးဘိုးရဲ့ဘိုးတိမီတော့ကျုပ်လဲဘလို့ဖြစ်ရမမှန်မသိတော့ဘူးဗျလိန်လဲမပြောချင်ဘူးနေဗျကျုပ်လဲဥသာပေါ်ရောအိမ်မှာပုံနကအတိုက်ဖြစ်နေရဲစွာမင်းစာနာတော်ပြောပြလို့ကျုပ်တိခဲ့ရတယ်ဗျကျုပ်ပြောပြလိုက်ရင်ကျုပ်စီမှာမော်စေးမြင့်နဲ့နာတော်ရဲ့ရုပ်ထုရှိနေရဲစွာဥသာပေါ်ရောလေဘောစိန်ပါတို့တည်သွားမှာစိုးရဲဗျ ဘုဒ္ဓဘောတည်သွားကကိစ္စမရှိပေမဲ့လေဘောစိန်ဘာသာတည်သွားရင်တော့ဒီကိစ္စတရားလုံးလို့တည်တော်မှာဗျ။ဒါကြောင့်ကျုပ်ပြောဖို့အထစ်ထစ်ငုံငုံဖြစ်နေရ။ကျုပ်ခက်ခဲဖြစ်နေရကိုဘိုးကရေးမိရဲ့ပုံပဲ။ဒါကြောင့်ဆက်မမေးတော့ပဲစကားလမ်းကြောင်းလွှဲလိုက်တယ်ဗျ။ဘိုးကခုဥတာဘောလို့စီကိုကိစ္စတစ်ခုနဲ့ရောက်နေခဲ့တာဖို့သူဒါကြောင့်စိန်ဘာအိုမင်းကိုအခေါ်လွှတ်လိုက်တာ။မင်းကခရူသွားကောက်နေရဆိုလို့မင်းကိုစောင့်နေကြတာ။ဟုတ်တယ်ဘိုးအိမ်မှာဟင်းစားမရှိလို့ခရူသွားကောက်တာ။အပိုင်ပြောရနဲ့ထွက်လာခဲ့လိုက်တာ။ ဒါနဲ့ဘိုးရဲ့ကိစ္စဆိုတာကရောဘာလဲဗျဘိုးရဲ့ကိစ္စဆိုပေမဲ့ဥတာပေါ်ရဲ့ကိစ္စနဲ့လဲဆက်ဆက်နေရဲ့ဖိုးထူဘလို့မျိုးလဲဖို့ကျုပ်တိတ်နားမလဲဘူးဒီလိုဖိုးထူဘိုးငယ်စင်ကလော်ကီပညာဘက်ကိုလိုက်စားတဲ့အချိန်မှာဘိုးနဲ့ပညာတဲ့ညီကိုတယောက်ရှိခဲ့တယ်သူ့နဲ့မရရွှေပေါ်တဲ့တာပေါ်ရဲ့အဖေပေါ်ကသူနဲ့ဘိုးနဲ့တဆရာတွေပဲအင်းနေဂါရမန်နန်တွေကိုလက်ကျစ်တင်စားခဲ့ကြတယ်ပညာဆောင်သွားတဲ့အခါဘိုးတို့လည်းတနေရာစီခွဲပြီးခုနှစ်ရက်သားသမီးတွေကိုကယ်တင်နေခဲ့ကြတယ်ဘိုးညီကိုနှစ်ယောက်က နှစ်နှစ်တခါဆုံးဖို့ပြောခဲ့ကြတယ်။ပြောတဲ့အတိုင်းပဲနှစ်နှစ်ပြည့်တိုင်းဘိုးတို့ဆုံနေကြနေရမှာတွေ့ပြီးသူ့အကြောင်းကိုအကြောင်းနေပြောဆိုဖလှယ်ခဲ့ကြတယ်။ဒါပေမဲ့သူနဲ့သုံးလေးကာလောက်တွေ့ပြီးရဲ့နောက်ပိုင်းသူကဘိုးတို့ဆုံနေကြနေရကိုရောက်မလာခဲ့တော့ဘူး။ဘိုးလည်းဘလို့ကိစ္စအများရှိနေလို့လာမတွေ့နိုင်ရလဲဆိုရယ်စဉ်းစားလို့မရခဲ့ဘူး။တနေ့ဘိုးတရားမှတ်နေတော့အမြင်အာရုံတစ်ခုရခဲ့တယ်။ဘိုးအာရုံထဲမှာပထမဆုံးလှိုင်ကူတေးသေးလေးပုံစံမြင်ရတယ်။ပြော်တန်ကျိုးရင်နဲ့ချုံအောင်ခံထားရလို့ပဲ အဲ့လူရဲ့မျက်နှာကိုတစ်ချာကြည့်လိုက်တော့သူဟာဘိုးနဲ့ပညာသင်ပတ်ညီကိုရွှေပေါဖြစ်နေတယ်။သူဟာဘိုးကိုတွေ့တော့သူ့ရဲ့အကြောင်းအခုလိုပြောပြခဲ့တယ်။ငါလူတွေကိုကဲတင်နေနေကောင်မလေးတယောက်နဲ့ချစ်ကြိုက်ပြီးလက်ထပ်ခဲ့တယ်။ပြီးအဲ့ကောင်မလေးရဲ့ရွာမှာငေါ့နေထိုင်ခဲ့ကြတယ်။ငေါ့မှာတာဘောဆွေတာလီတယောက်ရခဲ့တယ်။ငေါ့ရွာမှာမကောင်းတဲ့မိစ္ဆာပညာသင်ရများတယ်။ငါလည်းရွာထဲမှာပျော်ကားမိရဲ့လူတွေကိုငါတက်ထားပညာနဲ့ကုသပေးခဲ့တယ်။အဲ့တော်မကျေနပ်တဲ့ဆုံးကိုဝေတွေကငေါ့ကိုတပ်ဖို့တိုင်ပင်ခဲ့ကြတယ်။ ဒါပေမဲ့ငါရဲ့ကိုယ်တော်ပညာနဲ့အစွမ်းတွေကြောင့်ငါ့ကိုဘာမှလုပ်လို့မရခဲ့ဘူး။အဲ့ကသူတို့တွေကငါရဲ့မိသားစုဘက်ကိုဥတီခဲ့တယ်။ငါရဲ့တောင်းကအဆောင်လက်ဖွဲ့လုပ်ပေးထားတဲ့အတွက်စုံးကိုရီတွေကဘာအန်တရမမပေးနိုင်ခဲ့ဘူး။တနေ့တနေ့ငါလည်းထဲမှာကတဲ့ပောင်ရင်ထမင်းလာပို့မယ်ငါမိမအောင်စောင့်နေမိအေ။အချင်းတော်တော်ကြပါပေမဲ့ငါမိမလာတာကိုမတွေ့ရကြောင်းစိတ်ပူပြီးအင်ကိုပြန်လာခဲ့တယ်။အင်ပြန်လာတဲ့လမ်းမှာလူသုံးယောက်ကငါ့ကိုလမ်းပိတ်ရထားတယ်။ငါလည်းဘာသဘောလဲမေးလိုက်တော့လူသုံးယောက်ထဲကတယောက်က မင်းကရွာကိုရောက်လာပြီငါ့ကိစ္စတွေကိုဝန်ရှုပ်နေမင်းကငါတို့ကဒုက္ခပေးဖို့ကြံပေမဲ့မရခဲ့ဘူးဒါပေမဲ့ခုမင်းမင်းမငါ့လက်ထက်မှာရောက်နေပြီမင်းငေါ့နဲ့အသားတကြီးမလိုက်ခဲ့ရင်မင်းမင်းမအသက်ကိုဆုံးရှုံးလိုက်ရလိမ့်မယ်လူသုံးယောက်ထဲကမျက်နာမှာမိအကြီးကြီးတစ်လုံးပါရဲ့လူကအဲ့လိုပြောလိုက်တော့ငါလေသူတို့သုံးယောက်ကိုကြည့်လိုက်ပြီမင်းတို့ကောင်းနေငါမင်းမအောင်ထိရင်ထိကြည့်ငါအကြောင်းသိရမယ်ပြောပြီးလူသုံးယောက်ခေါ်ရနေရကိုလိုက်သွားခဲ့တယ်လူသုံးယောက်ကရွာရဲ့ကန္နာဘက်ကတွေ့အရောက်ပေါက်နေတဲ့အင်တိန်ကိုခေါ်သွားခဲ့တယ် အဲ့အိမ်ကိုရောက်တော့လူသုံးယောက်ကငါမေမဒီထဲမှာရှိရဲဆိုပြီးပြောတော့ငါလည်းအထဲဝင်သွားခဲ့တယ်။အထဲရောက်တော့ငါမေမမြေပေါ်မှာလေစနေရကိုတွေ့လိုက်ရတယ်။ငါလည်းသွေးခုံတော့ဆန့်ကျင်လိုက်တော့ငါမေမအသက်မရှိတော့ဘူး။ငါဒေါသထွက်သွားပြီးအဲ့လူကိုလှည့်ကြည့်လိုက်တဲ့အချိန်ငါရဲ့ကောင်အောင်မကျော်တဲ့အရာတစ်ခုကလာထိပ်ပြီးငါသတိမိသွားခဲ့တယ်။ငါလည်းသတိပြန်ရလာတော့ငါရှိမှငါမေမရဲ့ခန္ဓာကိုယ်ရဲ့ငါနဲ့ရုပ်ချင်းတူတဲ့လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကလဲလျောင်းနေရကိုတွေ့လိုက်ရတယ်။တေချာကြည့်လိုက်တော့မှအဲ့လူကငါဖြစ်နေခဲ့တာ။ ငါလည်းအဲ့တော့မှကိုကိုကိုတေသွားမှန်းသိလိုက်ရတယ်။အဲ့ချိန်ငါရှိမှဝိယုံနဲ့ကိုခြုံထားတဲ့လူကြီးတယောက်ကငါ့ကိုကြည့်ပြီးမဆိုင်တဲ့ကိစ္စကိုဝင်ရှုပ်ချင်တဲ့ကောင်အခုတော့ဝိညာဉ်ပွားကတော့မလို့နိုင်တော့မလား။ဒါပေမဲ့မင်းတို့ကလာပညာတညာတော့အပြန်ထွက်ခွင့်ပေးပါမယ်။အဲ့လိုရှိပြီးတော့အပြင်ပြန်ထွက်သွားတယ်။ငါ့ကိုလာခေါ်တဲ့လူသုံးယောက်ကငါနဲ့ငါမိမရဲ့ခန္ဓာကိုယ်ကိုအပြင်ယူသွားပြီးဖြက်စီးခဲ့ကြအောင်ငါမြင်နေခဲ့ရတယ်။ငါဒီဘွားရောက်နေအောင်ငါသားလေးရလည်းမသိဘူး။လာပညာတိုင်း ငါရွာထဲကိုသွားပြီးငါသားကိုငါုံနဲ့အကြောင်းတွေကိုပြောပြခြင်းမင်းမင်းပြောပြလို့မရခဲ့ဘူးအခုငါသားရွှေညောင်မင်းရွာကိုပြောင်းသွားရလို့ကြားတယ်မင်းကောက်ဒီဘွားကနေလွတ်မြောက်ကူညီပေးပါလားပြီးတော့ငါသားလေးကိုငါတို့ကထားသွားခဲ့တာမဟုတ်တဲ့အကြောင်းရှင်းပြပေးပါရွှေပွဲဝိညာဉ်ကငါ့ကိုပြောပြနေတဲ့အချိန်မှာတန်ကျိုးတွေကနေရာနှမ်းကနေထွက်လာပြီးရွှေပွဲဝိညာဉ်ကိုအဝေးတနေရာဆွဲခေါ်သွားခဲ့တာကိုငါမြင်နိုင်ရတယ်ဘိုးတရားသူမြင်ခဲ့ရတာနဲ့ဦးရွှေပေါ်ကသူ့ကိုပြောပြခဲ့တာတွေကိုအခုလိုပဲပြန်ပြောနေရပါဗျ ဗိုးတွေပြန်ပြောအကိုနားထောင်ပြီးကျုပ်စိတ်ထဲမှာစွန့်ကိုရီတွေကိုတော်တော်နာကြီးသွားတယ်ဗျ။ဦးတာဘောကတော့သူ့ဖေနဲ့အမေရဲ့အကြောင်းသိရပြီးညစ်ရီတွေကြာနေရဲ့။ဘိုးကတာပုတ်ကိုဒီအကြောင်းလေးလာပြောပြရင်မင်းတို့ရွာကိုရောက်တော့မင်းကိုတွေ့ကျင်တော့ခေါ်လိုက်တာ။ဟုတ်ကဲ့ဘိုး။ဒါပြင်ဘိုးကဘေးကိုဆက်သွားမှလဲ။ဘိုးကရွှေဘောရဲ့ဝိညာဉ်ကိုကျွတ်လို့အောင်လုပ်ပြရမှာပေါ့။သူ့ဒီလိုဖြစ်အောင်လုပ်တဲ့လူတွေကိုလည်းအပြစ်ပေးရမယ်။မောင်တာဘောကအဲ့ရွာနေပြောင်းလာဆိုတော့အဲ့ရွာရဲ့နေရာတွေကိုပို့တိမှာပေါ့။ဒါကြောင့်ဘိုးနဲ့လိုက်ခဲ့ပါလား။ ဒါဆိုကျုပ်လဲလိုက်မယ်ပို့ဘိုးတရားဥသာပေါ်ခေါနီယာကိုကျုပ်ကလိုက်ချင်လို့ပြောလိုက်တာဗျမင်းမလိုက်ပါနဲ့ဖို့ထုရဲ့တကယ်စားနည်းနည်းအန်တရာများတယ်ဘိုးကလည်းဗျကျုပ်လဲတက်နိုင်တလို့ကူညီချင်တာပြောဖို့အဲ့လူတွေကိုအပြစ်ပေးရလဲမြင်ချင်တယ်ကျုပ်ကအတင်းလိုက်မယ်ပြောနေရနဲ့ဘိုးကလက်ခံလိုက်တယ်ဗျလေဘောစိန်ပါလေလိုက်မယ်လို့ပြောတယ်ပြောအင်ကိုပြန်လာခဲ့ရပေါ့ဗျာအခုသွားမယ်ကိစ္စကိုတော့ကျုပ်ကအမေတို့မပြောပြဘူးဗျကျုပ်ကိုမလွတ်မှာစိုးလို့ပေါ့ဗျာအင်ကိုကိုစိန်ပါနဲ့ မြို့မှာငရုတ်တေးရောက်တာလိုက်သွားမယ်လို့ပြောထားလိုက်တယ်ဗျကျလိုနဲ့ကျို့တို့တွေလွဲကိုစီနဲ့လေဘောစိန်မဆက်လျိုစီပြီးမြို့ထွက်ခဲကြပါဗျမြို့ရောက်တော့ငရုတ်တေးကိုအရင်ရောက်လိုက်တယ်ပြီးတော့မှတောင်ဦးရွာကိုဆက်သွားလိုက်တယ်တောင်ဦးရွာမှာကဥတာဘော်ရဲ့အရင်ကအင်းကရှိသေးရဲ့လေဗျအဲ့မှာပြည့်စည်ကြံခဲ့လို့သွားယူတဲ့ပုံစံမျိုးနဲ့သွားတာဗျကျို့တို့ဥတာဘော်ရဲ့အင်းကိုရောက်ပြီးဗျဘိုးတရားအင်းရဲ့ပပတ်လေးကိုရှောက်ပြီးကြည့်နေပြီးတော့အိမ်မှာတော့ဘာနောက်ရှက်မှမရှိဘူးဒါပေမဲ့စိတ်ချရအောင်စီတာထားလိုက်မယ် ိုးတရားပြောပြီးနှုတ်ကပွားစီပွားစီလုပ်နေတယ်။ပြီးတော့လက်ညှိုးကိုမိုးပေါ်ထောင်ပြီးဝိုင်းလိုက်တယ်။ပြီးရနေကျိုးတို့လည်းအင်မောတက်ပြီးနားကြပေါ့ဗျာ။ဥတာပေါ်အင်မကစားစရာကမရှိဘူးဗျာ။ကျိုးတို့လည်းမြို့မှာငရုတ်တရားတော်ကဝယ်လာခဲ့တဲ့ပစ္စည်းနဲ့ချက်ပြုတ်ဖို့လုပ်ကြပေါ့ဗျာ။လေဘောစိန်မကချက်ပြုတ်တဲ့နေရာမှာလဲကျွမ်းနေဗျာ။ကျိုးတို့ချက်ပြုတ်နေတော့အင်ရှိယလမ်းမှာဥတာပေါ်တို့အင်ကိုပုံနကားတိုက်ခဲ့တဲ့လက်သမားဆန်ထွန်းဆွေလိုတွေ့လိုက်တယ်။သူကကျုပ်တို့အပြားနဲ့စူးစမ်းသလိုကြည့်နေပြီးအိမ်ထဲတော့ဝင်မလာဘူးဗျ။ ိုးတရားတော့ဖះကြောင်းဆောင်ရှိမှာတရားထိုင်နေရဲ့မိုးချုပ်သွားပြီဗျမိုးကမရွာပဲမိုးသားရင်တက်နေရမလို့ကောင်းကင်မှာကြေရောလာရောမတွေ့ရဘူးဖိုးထုတို့တာပေါ်တို့ဒီညပဲဘိုးတို့ရွှေပွဲဝိညာဉ်ကိုကဲတင်ရမယ်ဘာပဲလုပ်လို့သတိဝေးရနေလို့ပါပြောဘိုးနားမှာပဲနေပါဘိုးတရားပြောတာဗျပြရနေကျို့တို့လေဓမေးကိုင်းလွဲကိုစီလွဲပြီးဥတာပေါ်ရဲ့နောက်ကိုလိုက်ကြတယ်ဥတာပေါ်ကဘိုးတေပြောပြတဲ့ကန္နာဘက်ကိုသွားတာဗျဘိုးတေကိုဥရွှေပေါ်ပြောပြခဲ့နေရာကိုပေါ့ဗျာ ကန္နာမာကတစ်ပင်နေအများကြီးပဲဗျလူသူတိတ်မရလို့လားမသိဘူးခြုံနေရောအပင်နေရောရှုပ်နေရပဲတိုးတိုးလေအပင်နေကြားထဲဝင်ရှောင်းလိုက်တော့အင်ကိုတွေ့ရပြီဗျအင်ထဲမှာလူကြီး၃ယောက်ကအရက်တောက်နေတယ်အဲ့ထဲမှာဆန်ထုံးဆွေလက်သမားလေးပါတယ်ဗျမျက်နာမှာမှဲ့အကြီးကြီးတစ်လုံးနဲ့လူထဲပါတယ်တိုးတိုးကသူတို့ကိုအပင်ကနေချောင်းကြည့်နေရပေါ့ငါပုံနဲ့ကတိုက်လိုက်တာကိုဘယ်ကောင်းအများကူညီပေးလိုက်လဲမသိဘူးကွာအခုသူကရွာတော်ပြန်လာသေးတယ်ငါ့ကိုပြန်ပြီးဒုက္ခပေးမလို့လားမသိဘူး အဲ့လောက်ထိပုံမလေးပါနဲ့စံထောက်ရငါတို့ရဲ့ဆရာကြီးကငါတို့ကာဝယ်ပေးမှာပါကွာငါတို့ရဲ့ဆရာကြီးကိုဘယ်ကောင်းရှင်နိုင်မှာလဲဒါတော့ဒါပေါ့ကွာဒီကောင်းတာပေါ့ဆိုရဲကောင်းငငယ်ကလေးကသူ့ဖေနဲ့အတူတူတခါရက်တက်လိုက်ရမှာကွာမင်းရတယ်ကွာအဲ့ကောင်ပဲချင်းတက်တက်ရပါတယ်ချက်ကလေးငှက်ကလေးတက်တာထက်တာလွယ်အောင်ပါမင်းအဲ့လိုတော့မပြောနဲ့ကွာဒီမနက်ငါတို့အိမ်ထဲဝင်မလို့လို့တော့ဝင်လို့မရဘူးကွာတခုခုကငါ့ကိုကာစီထားတယ်ဘိုးတော်တယောက်ကလည်းတရားထိုင်နေတာတွေ့ရဲကွာတကယ်ဆိုငေါ့ဆရာကြီးသိပြီလား သိမှာပေါ့ကွာအဲ့ချိန်သူတို့စကားပြောနေရကနေတိတ်သွားရဲ့ဗျပြီးတော့ကျုပ်တို့ပုံနေနေအောင်ကြည့်ပြီးဘယ်ရောက်ကောင်းနေလဲအခုထွက်ခဲ့စမ်းကျုပ်တို့လေကျုပ်တို့ရှိနေရကိုသူတို့ဘလို့တိတ်သွားရဲ့ဆိုတာစဉ်းစားလို့မရဘူးကျုပ်တို့အားလုံးသူတို့ရှိကိုထွက်လိုက်တယ်ဘိုးတရားအရှိဆုံးကနေပြီးရွှေပုံးကိုတက်လိုက်တာမင်းတို့လားဘယ်ရောက်ရွှေပုံးလဲဟောဒီယာတာပေါ်ရဲ့အဖေရွှေပုံးကိုပြောနေရဩဟုတ်တယ်ရွှေပုံးကိုတက်လိုက်တာငါတို့ပဲပြီးတော့အခုမင်းတို့အားလုံးတက်မှာလဲငါတို့ပဲ စံထွန်းကပြောပြီးလက်ကနေဆက်တစ်ခုနဲ့ပြစ်တယ်။ဘိုးတရားလည်းလက်ညှိုးလှူရှားလိုက်တာနဲ့စံထွန်းရဲ့ဆက်ကပြောက်သွားတယ်။ကျန်တဲ့လူနှစ်ယောက်ကလည်းကျုပ်တို့ဆက်တင်နေပြစ်တယ်ဗျ။ကျုပ်လည်းယူလာအင်းနေနဲ့ပြန်ခုခံလိုက်တယ်။ဦးတာပေါ်နေလေဘောစိန်ပါကတော့ကျုပ်တို့လောက်တောင်ကြည့်နေရဲ့။မင်းတို့ရဲ့ကလေးစင်လောင်လေးနဲ့ငါ့ကိုလာမရှင်နဲ့မင်းတို့ဆရာဘာမှလည်းပြောစမ်း။ဘိုးတရားမေးလိုက်ပေမဲ့ခုလူတွေကမဖြေဘူးဗျ။ပြီးတော့သူတို့တုံယောက်ကအရှိန်အောင်တန်းစီပြီးတယောက်ရဲ့ကြောတယောက်ကလက်နဲ့တွန်းထားလိုက်တယ်ပြီးတော့အရှိန်ဆုံးကလူကလက်နဲ့ဖက်ကို တူတူစီကိုစံတန်းလိုက်တယ်။သူ့ရဲ့လက်ကနေအင်အားကြီးမာတဲ့ဆက်လင်းနဲ့တကွာထွက်ပေါ်လာခဲ့တယ်ဗျ။ဘိုးတရားတော့တစ်ချက်ပြုံးလိုက်ပြီးသူ့ရဲ့ညာဘက်လက်ဖွာထောင်ပြီးစံတန်းထားလိုက်တယ်။ဘိုးတရားလက်ဖွာကနေရွှေအောင်ဆက်လင်းနဲ့နေထွက်လာတယ်ဗျ။ဟိုလူရီစီကဆက်လင်းတန်းနဲ့ဘိုးတေစီကရွှေအောင်ဆက်လင်းနဲ့ကလေထဲမှာထိနေရဲ့ဗျ။ရွှေအောင်ဆက်လင်းတန်းကလည်းအရှိကိုဆက်မတိုးသလိုဟိုဘက်ကဆက်ကလည်းအရှိကိုတိုးမလာဘူးဗျ။ဒါပေမဲ့ဘိုးတရားပြုံးနေပြီးဟိုလူသုံးယောက်ကမျက်နှာရှုပ်မဲ့နေရဲ့။တက လူတွေဘက်ကအရင်နေနေဆွဲသဘောပေါ့ဗျာအဲ့ချိန်ပိုးတရသူ့ရဲ့လက်ကိုစောင့်တွန်းလိုက်တယ်စံထုံးတို့တွန်းရအောင်ဖင်ထိုင်ရဲ့လက်ကျသွားတယ်ကျို့တို့လည်းအဲ့လူတွေကိုတွားပြီးဖမ်းလိုက်တယ်ပြီးတော့ကျိုးနဲ့ခြေထားလိုက်တယ်ဥသာပေါ်ကတော့သူမိမာတွေကိုတက်ခဲလူတွေဆိုပြီးထိုးကျိတ်နေရပေါ့ဗျာအဲ့လူတွေမသိအောင်တော့ကျို့တို့ကမနေတားထားရတယ်ဗျပြီးတော့စံထုံးတို့အုပ်စုဘိုးတရမေးတယ်မင်းတို့ရဲ့ပညာတွေကိုစောနာပဲငါဖျက်ဆီးလိုက်ပြီးမင်းတို့မှအခုဘာပညာမှမရှိတော့ဘူးဒါကြောင့်မရွေးမဆမ်းပဲငါမေးတာအဖြစ် မင်းရဲ့ဆရာကြီးကဘာတူလဲသူခုပမာလဲဆရာကြီးကရွာအစုံစုံကအိမ်မှာပါဆရာကြီးနာမည်ကဦးခေအေးပါတတခေါဆန်ထုံးတော့ဖြည့်တယ်ဗျကျွတ်တို့လည်းဆန်ထုံးတော့ဦးသားပေါ်လေပေါ်စိမ်ပေါင်းနဲ့ထားခဲ့ပြီးရွာစွာအိမ်ကိုထွက်လာလိုက်တယ်ရွာစွာအိမ်ကအကြီးကြီးပဲဗျရေနံနေလဲမဲနေအောင်တုတ်ထားတာအရှိမလဲကျွမ်းမင်းကြီးတပင်ကရှိနေရဗျဘိုးတရားအခုရင်ဆိုင်ရမယ့်လူကဆန်နေကျိုးကိုအစင်မလို့ကျုပ်ကိုတရေထားဖို့နဲ့သူ့နောက်မှာပဲနေဖို့ပြောတယ်ဗျ ပြီးရနေနှစ်ယောက်သား channel ဝင်လိုက်တယ်ပြီးတော့ကျိုးပစက်ကလည်းနှမ်းခေါ်လိုက်တယ် okay okay ကျုပ်တန်ကြောင်လူတစ်ယောက်ကတကားဖွင့်လာတယ်ဝင်းရုံအနက်ကိုဝတ်ထားပြီးမျက်နာမှလည်းအမာရွတ်တင်နေပြဒီလိုမျက်နာမြင်ရတာကျိုးပြင်ကြသိန်းအောင်ထားရပြညာကြီးချိန်မတော်မင်းတို့ဘာကိစ္စလဲကိစ္စတော့မင်းဖမ်းချုပ်ထားတဲ့ရွှေပွဲဝင်းညုံလွတ်အောင်လာလုပ်ပေးတာနှစ်ပေါင်းအတော်ကြာပြီးမှဒီကောင်လာခဲ့ခြင်းနဲ့သူပေါ်လာပြီပေါ့ဒီတိုင်းတော့ခဲလို့ပဲရမလဲမင်းတို့ရဲ့ပညာစွမ်းလေးပြပါအောင် ။ဦးခေကပြောပြီးသူ့ငါခွေးကြီးတစ်ကောင်နဲ့ကျို့တို့ရှူတိုက်တယ်ဗျ။ခွေးကြီးဟာပြေးလာချင်းဘုဒ္ဓရာတော့လေတစ်ချက်ချောင်းလိုက်ပြီးခွေးရကောင်လက်နဲ့ဖြည်းဖြည်းလေးပုတ်လိုက်တယ်ဗျ။ကျို့တို့ကိုက်ဖို့လာတဲ့ခွေးရအင်မွေခွေးလိမ်မာလေးလိုမျိုးဘုဒ္ဓရဲ့လက်ထဲမှာငြိမ်သွားရောပြို့။အဲ့ကဦးခေကလည်းသူ့ရဲ့စပင်ကိုတက်လိုက်ပြီးပါလိုက်လက်မှာပါလိုက်စပင်ကိုကျို့တို့ဘက်ကိုပြစ်လိုက်တယ်။စပင်းကလည်းလေထဲမှာအစိပ်ပြင်းတဲ့မွေဟောက်အတွင်းကိုပြောင်းသွားခဲ့တယ်။ဘုဒ္ဓရာလည်းလေထဲမှာလက်ကိုတားခုတ်တလို့ဝေယံလိုက်တဲ့ဆိုရင်ပဲ မွေဟောက်တရားအပိုင်ပိုင်ပြက်ပြီးစပင်အဖြစ်ကိုပြန်ပြောင်းသွားတယ်။မင်းရဲ့ပညာလည်းမခေပါလား။ငါလည်းဒီလိုလူနဲ့တွေ့ကျင်နေရ။မင်းနိုင်တော့ရွှေပွဲဝင်းညိုကက်တင်ပေးလိုက်ပေါ့။ဥခင်ရပြောပြီးလက်ညိုနှစ်ချောင်းအနေစက်တီနဲ့ပြစ်တယ်ဗျ။ဘိုးတရားလည်းဥခင်ရဲ့စက်တီကိုလက်ညိုတစ်ချောင်းတည်းနဲ့ခုခံနေရဲ့။သူတို့ပြစ်တဲ့စက်တီကတစ်ခုနဲ့တစ်ခုထိမိပြီးလေထဲမှာတင်ပေါက်ကွဲကုန်တာဗျ။တစ်ချက်မှဥခင်ကသူ့ရဲ့စက်တီကိုလုံးကြီးတစ်လုံးဖြစ်အောင်လုပ်နေရဲ့။စက်လုံးကြီးကချင်းလုံးအရွယ်လောက်ရှိမဲဗျ။ ဘိုးတရားလည်းအဲ့တော့မြင်တော့ဒိုင်းကပုံစံအင်းတစ်ချက်ကိုလေထဲမှာဆွဲနေရဲ့ဘိုးတရားဒိုင်းကပုံစံအင်းကရွှေရောင်နေဖြာထွက်နေရဲ့ဗျဥခေကလည်းခြင်လုံးအရွယ်လောက်ရှိရဲ့သူ့ရဲ့ဆက်ကိုဘိုးတေစီကိုပြစ်လွှတ်လိုက်တယ်သူ့ရဲ့ဆက်ကဘိုးတေရဲ့ရွှေရောင်ဖြာထွက်နေတဲ့အကာအကွယ်အင်းကိုထိသွားတယ်ဗျပြော့ဘိုးတေရဲ့အကာအကွယ်အင်းကိုထိုးဖောက်ဖို့ဥခေအေကအားနဲ့တွန်းနေတယ်။ဘိုးတရားလည်းညာဘက်လက်တစ်ဖက်ထဲနဲ့တောက်ခံထားခဲ့တယ်။ခဏကြာတော့ဘိုးတေရဲ့ဘက်ဘက်လက်ကနေအင်းကျက်တစ်ချက်ကိုလှန့်ပြစ်လိုက်တယ်ဗျ ဥခင်ကိုအင်ချက်ထိသွားပြီးမိကိုတွေဆိုင်းသွားတယ်။မိကိုတွေပြောက်သွားတော့ဥခင်ရဲ့တရနှကမ်းမှာသွေးစီးကျနေပြီးတရားရနေအောင်တွေ့လိုက်ရတယ်။ပြီးတော့ဥခင်ကသူ့ရဲ့ဝိယုံအနက်ကိုခေါင်းအောင်ချုံလိုက်တယ်။ဒါအောင်မြင်တော့ဘိုးတရဖို့တို့တကောင်ဆက်ကြိုးစီပြီးပြေတော့မှာမင်းစီမှာဘိုးပေးခဲ့တဲ့ပဒေလေးပါရဲ့မလား။ဘိုးတွေပေးခဲ့တဲ့ပဒေးစွာကကိုမြတ်ထွန်းဥစ္စာဆောင်ရဲ့လက်ကနေကယ်ပြီးတော့ကပေးခဲ့ရလေဗျာ။ကျုပ်တယ်လွယ်ထရနေပဒေးကိုထုတ်ပေးလိုက်တယ်။ဘိုးတရပဒေးကိုကင်ပြီးဥခင်ကိုကြည့်လိုက်တယ်။ ။ OK ကအင်ခါမိုးပေါ်ရောက်နေပြီဗျ။ဘိုးတေလည်းပတိကိုလေးထဲပြစ်လိုက်တယ်။ပတိက OK နောက်ကိုလိုက်နေရဲ့ဗျ။ OK ကလည်းပတိကိုလေးပေါ်မှာရှောင်နေတယ်။ဒါပေမဲ့ပတိကိုမရှောင်နိုင်ဘူးထင်နေဗျ။ခဏကြာမှပဲ OK တယောက်အပေါ်ကနေပြုတ်ကျလာကိုတွေ့လိုက်ရတယ်။အောက်ရောက်တော့ OK ရဲ့လေဘဲမှာပတိကပတ်နေအောင်တွေ့လိုက်ရတယ်။မင်းရွှေပွားဝိညာဉ်ကိုဘယ်နေရာမှာဖမ်းချုပ်ထားလဲမပြောနိုင်ဘူးမင်းငေါ့နိုင်သွားပြီမင်းသူ့ရဲ့ဝိညာဉ်ကိုတော့ရှာမတွေ့နိုင်ပါဘူးကွာဦးခင်ကပြောပြီးညင်သက်သွားတယ်ကျုပ်လည်းစမ်းသက်ကြည့်လိုက်တော့ ဘို့သူကသေးပြီဗျအခုတော့ကျုပ်တို့ဘလို့လောက်ကြမလဲဥရှိပွဲဝင်းညိုဘလို့ရှားကြမလဲမင်းရလဲကွာသူမပါပဲငါတို့ရှားလို့ရပါရဲကွာဘလို့ရှားမလဲဗျရှစ်ပေါ်နဲ့ငါစကားပြောတော့ငါသူကလှိုင်းကိုတစ်ခုတည်းမှာကွာအဲ့လှိုင်းကတာမန်လှိုင်းကိုမဖြစ်နိုင်ဘူးဒီကောင်ခင်းဖန်တီထားအရာပဲဖြစ်ရမယ်ဒီကောင်ရဲ့အိမ်နောက်ဘက်ကိုသွားကြည့်မယ်ကျုပ်တို့လည်းအိမ်နောက်ဘက်ကိုသွားကြည့်တော့ဘာမှမတွေ့ဘူးအိမ်နောက်ဘက်ကတစ်ပင်နေငါပြောပြနေလို့ပဲတွေ့တယ်ဒါပေမဲ့အိမ်နာမှာမြေကွက်လက်တစ်ခုရှိနေရကိုတော့တွေ့ရဲဗျာ ဲ့တော့မင်းတော့ဘိုးတရားပြုံးလိုက်ပြီးဖို့ထူလှိုင်ကွာအရှိမားကွာဘမလည်းဖို့ကျုပ်ကမေးလိုက်တော့ဘိုးတရားသူ့ရဲ့လက်ညှိုးနဲ့ကျုပ်ရဲ့နှဖို့ပေါ်ကိုတခုခုရေးဆွဲနေရဲ့ဗျပြီးသွားတဲ့ချိန်ကျုပ်အရှိကိုပြန်ကြည့်လိုက်တော့လှိုင်ကူလေးဗျကျိုးစောစောကြည့်နေတော့ကဒီနေရာကမြေကွက်ကလေးဖြစ်နေရအခုဘိုးတေလှုပ်ပေးလိုက်မှလှိုင်ကူတွေ့ရတာဘိုးတရားလည်းအင်းချက်တခုကိုလက်ကကိုင်းပြီးလှိုင်ကူလေးဝင်လာခဲ့တယ်အထက်ရောက်တော့တန်ကျွေးနဲ့အချုပ်ခံထားရဲ့ဥရွှေပေါ်ရဲ့ဝိညာဉ်ကိုတွေ့လိုက်ရတယ်ဘိုးတရားလက်ထဲမှာကင်ထိုင်အင်းချက်နဲ့ တန်ကြိုးတွေကိုဖြည့်ပေးလိုက်တယ်။ဥရှိပေါ်ကမျက်ရည်တွေကျပြီးဘိုးတီကိုကျေးဇူးတင်ကြောင်းပြောနေရဲ့။ပြီးတော့သူလည်းပျောက်သွားရေးဗျ။ကျို့တို့လည်းလှိုင်းကိုတွေကပြန်ထွက်လာပြီးဘိုးတီကလှိုင်းကိုအင်ကျက်တစ်ချက်နဲ့ပြစ်လိုက်တယ်။အဲ့ကလှိုင်းကတိတိလေးဖြစ်သွားပြီးတော့နောက်ဆုံးလက်တဆုပ်စာပဲရှိတော့တယ်ဗျ။ဘိုးတီကအဲ့ဒါကိုလွယ်ထဲထဲသွားတယ်။ကျို့တို့လည်းဥတာဘိုးစီကိုပြန်လာခဲ့ကြပြီးကိစ္စပြပြဖြစ်ကြောင်းပြောလိုက်တယ်။စံထုံးတို့၃ယောက်ကိုတော့ကျို့တို့ရက်သားပဲထားခဲ့လိုက်တယ်။ ပြီးတော့ညာတွင်ချင်းပဲကျို့တို့တွေဆက်လီနဲ့ရွာပြန်မောင်းလာခဲ့လိုက်ကြတယ်ဆက်လီစီရင်ကျုပ်စိတ်တဲ့ထူးဆန်းတာတခုတွေးနေမိရဗျအဲ့ဒါကျို့တို့တွေဥခင်အေးနဲ့တတ်ခိုက်နေတော့ကအတန်နေစူညံနေပေမဲ့တောင်ရွာတွေရလူတွေရောတခြားလူတွေရောထွက်ကြည့်ရမတွေ့ဘူးဗျဒါကလေကဝေကြီးဥခင်အေးလှုပ်ထားတာဘိုးတီလှုပ်ထားတာတော့ကျို့လည်းမသိဘူးပေါ့ဗျာဒါပေမဲ့ကျို့သိချင်တာတခုတော့ရှိလို့ဘိုးတီကိုမေးလိုက်တယ်ဗျဘိုးဥတာပေါ်ပြောတာကတောင်ရွာမှာပညာသေးအများကြီးပဲဆိုအခုဘိုးကလည်းဘာအန်တယ်မှမပေးကြဘူး ဩအဲ့ဒါဘိုးကရွာထဲဝင်ကလေးကဘိုးလုံးမဲ့အရာကိုသူ့ကိုကြိုပြောပေးသားပါအဲ့ဒါလက်မခံနိုင်တဲ့ကောင်းနေရှိရင်လည်းလာလို့ရပါတယ်ဘိုးနဲ့ပညာပြောင်းမယ်ရှိမှာပေါ့သူ့ကိုမလာဘူးဆိုတာကဘိုးလုံးမဲ့အရာကိုလက်ခံနာလဲဖြစ်နိုင်တယ်လို့ဘိုးရဲ့ပညာစွမ်းကိုသိလို့မလာလဲဖြစ်နိုင်တာပဲဘိုးတွေပြောပြမှာရွာတွေကပညာတွေလာမတိုက်ခတ်တဲ့အကြောင်းရင်းကိုကြုံတည်သွားပါဗျာဒီလိုနဲ့ဆက်လေးစီပြီးသူ့ရဲ့ရွာကိုအေးစေးပြန်ခဲ့ကြပါဗျာ